ပြည့်စက်တခြားလည်းနည်းနည်း hit ဖြစ်သွားတယ်အဲ target session နဲ့ပတ်သက်ပြီးတော့ proud ဖြစ်တယ်ဘာလို့ဆိုတော့ coach ကသူကိုယ်တိုင်အဲသူသူသူတချင်းကိုအရင်ဆုံးရှင်းပြီးပို့ပေးလိုက်တယ်အဲ့ဒါကိုမင်းပြည်သူနဲ့လှုပ်ဆီခြင်းလဲဆိုစဉ်းစားခိုင်းတဲ့အချိန်မှာကျွန်တော်ကအများကြီးစဉ်းစားမိရဗျာ RV ဆိုတဲ့လူတွေအများကြီးစဉ်းစားမိရတဲ့မှာမှာပုံရိပ်ကိုစဉ်းစားမိသွားတဲ့တစ်ချက်ကတော်တော်ကြီးအားလုံးတော့ surprise ဖြစ်စေပြီးတော့ပုံရိပ်ပါလာတော့ဒီတစ်ချက်အများအများကြီးလက်အယောင်တက်သွားလို့ကျွန်တော်ခံစားရတယ်ဆိုတော့ အဲအဲ့ဒါတော့တော်တော်ကြီးကိုဟိုပါဖြစ်တယ်ကိုကြီးဆိုကိုယ်တိုင်လည်းအရင်ကြိုက်တယ်ဒီစီရင်သူအများပြောရဲဟိုမင်းအရင်စဉ်းစားတာမှန်သွားပေါ့လေဒါအဲဒီစီစီပေါ့နော်အခုလက်ရှိ လုံနေတဲ့အထဲမှာ ကို proud အဖြစ်ဆုံး project သို့မဟုတ်ကို proud အဖြစ်ဆုံးတချင်းတပုတ်လို့ပြောလို့ရှိရင်ဘယ်ဟာဖြစ်မလဲအဲ let alone ဆိုရင်တော့အဲ့ဒီအခုဟိုအလူချာအပြည့်စက်တွေချာလည်းနည်းနည်း hit ဖြစ်သွားတဲ့အဲ target တချင်းနဲ့ပတ်သက်ပြီးတော့ proud ဖြစ်တယ်ဘာလို့ဆိုတော့ကိုရီးစဘောက်ကသူကိုယ်တိုင်အဲသူသူသူတချင်းကိုအရင်ဆုံးရှင်းပြီးပို့ပေးလိုက်တယ်အဲ့ဒါကိုမင်းပြည်သူနဲ့လှုပ်ရှင်လဲဆိုစဉ်းစားခိုင်းတဲ့အချိန်မှာကျွန်တော်က အများကြီးစဉ်းစားမိရဗျာ RV ဆိုတဲ့လူတွေအများကြီးစဉ်းစားမိရတဲ့မှာ ပုံရိပ်ကိုစဉ်းစားမိသွားရဲ့တစ်ချက်ကတော်တော်ကြီးအားလုံးတော့ surprise ဖြစ်နေပြီးတော့ပုံရိပ်ပါလာတော့ဒီတစ်ချက်အများအများကြီးလည်းအယောင်တက်သွားလို့ကျွန်တော်ခံစားရတယ်ဆိုတော့အဲအဲ့ဒါတော့တော်တော်ကြီးကိုဟိုဟာဖြစ်နေကိုကြီးဆိုကိုယ်တိုင်လည်းအရန်ကြိုက်တယ်ဒီစီရင်သူအများပြောရဲဟိုမင်းအရန်စဉ်းစားတာမှန်သွားပါလေဒါအဲတခြားသူကိုယ်တိုင်လည်းအဲ့ပုံရိပ်နဲ့ အဘယ်လိုကောင်ပုံရိပ်ကိုသူကိုယ်တိုင်တတိယမိရတယ်ကြာပြီအရန်နဲ့သဘောကြရတယ်ပုံရိပ်ကိုယ်တိုင်လည်းအဲကိုယ်ရေးဆော့ကိုအရန်အဲကြိုက်တယ်ထဲမှာပါတယ်ဆိုတော့ပြောချင်တာအဲကော့တိဖြစ်သွားပါလေပြီးတော့တချင်းကလည်းအခွေရမှာပေါက်ဆုံးလို့ဖြစ်သွားတော့အဲခုံယူမိရပေါ့ပါဆိုတော့အဲအဲဒရိုနီယောက်စလုံးရဲ့ပေါင်းဆက်မှုကိုတော်တော်ဟိုကျွန်တော်သာလုံမပြီးပြင်ဘယ်သူမှမြင်ရမယ့်ကိစ္စမဟုတ်တဲ့အတွက်ကြောင့်မလို့လေအဲ့လိုမျိုးပေါ့နော်အဲအောင်မှလူပါကြိုက်အောင် လုံနိုင်အဲနားတော့နေယူသဘောကျရဲ့ပုံစံဖြစ်သွားဆိုတော့ဝမ်းသာပါတယ်ဟုတ်အားကြောင့်ခုံယူမိပါတယ်တော်တော်မိုက်တယ်အမလည်းအာ repeat repeat နားထောင်တာပေါ့နော်နားထောင်နေတဲ့ချင်းတစ်ပုတ်ပေါ့ဆိုတော့အဲ့ဒီပေါ့နော်အခုဒီ JC ကြီးက track စီလဲအခုဆိုတချင်းတွေအားလည်းအများကြီးထုတ်နေခုနပြောလို့တချင်းတွေအများကြီးအများကြီးအများကြီးထုတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအများကြီးထုတ်တဲ့အခါကျတော့ကိုယ့်ရဲ့ passion ကိုပေါ့ခုနလိုဘယ်လိုပြောရမလဲ alive ဖြစ်အောင်ပေါ့နော်အများကြီး passion ချိနေအောင်ကွာအဲ့ဒါဘယ်လိုဘယ်လိုသိမ့်သိမ့်လဲပေါ့ဟုတ်ဟိုဟာ ရှင်းနေအများကြီးထုတ်တာထုတ်နိုင်တဲ့အဓိကစီအာအထုံနိုင်ရခြင်းအကြောင်းရင်းပေါ့လေအဲ့ဒါကတော့ဘာလဲဆိုတော့စိတ်စိတ်ထားတဲ့လို့ပဲပြောရမယ်ကျွန်တော်တို့ကတရှင်းထွက်သွားတယ်ဆိုရင်ကျွန်တော်ပြောဆိုပေါ့ကျွန်တော်အရင်တော့လည်းပြောတော့ပြောဘူးတယ်ဘယ်လိုလဲဆိုတော့တရှင်းတွေကိုကျွန်တော်ဖန်ကြီးရတောက်ချောက်ဖန်ကြီးရကျွန်တော် online ကိုကျွန်တော် release လုပ်လိုက်တယ်အဲ့ချိန်ကကျွန်တော်တို့ကျွန်တော်စိတ်ထဲမှာဆိုဒါကျွန်တော်အောင်မြင်လို့ခံယူလိုက်တယ်အဲ့အပြင်နောက်ပိုင်းဖြစ်လာတဲ့ဟာတွေကကျွန်တော်တို့အတွက်ဘယ်လိုခေါ်မလဲ အဲအဖို့ရလက်လို့ပဲအသက်မှတ်တယ်ဥမာလူကြိုက်သည်ဖြစ်စေအဲဖြူများသည်ဖြစ်စေနည်းသည်ဖြစ်စေကိုတိတ်ပြီးတော့ခေါင်းနဲ့စိတ်ထဲလိမ့်မရှိဘူးပောက်ဝါးနဲ့ပြောတာပေါ့လေဒါမဲ့လည်းမပောက်လည်းကျွန်တော်စိတ်မခံစားဘူးအဲဆိုကျွန်တော်အများကြီးလုံနိုင်သေးတယ်လို့ခံစားရလို့ဆိုတော့ကျွန်တော်အသက်ကြီးသေးကျွန်တော်လုံမယ်ဆိုတာစိတ်ရှိတယ်အဲကြောင့်မလို့အဲ့ fashion ချောင်းမယ်ကျွန်တော်ကချင်းအများကြီးထုတ်နိုင်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်မှလည်းလုံမျိုးဖြစ်တဲ့အလုပ်တွေအများကြီးပဲဒါမဲ့ အများကြီးလှုပ်ထားတဲ့ကြောင့်အများကြီးကဖြစ်နေဖြစ်နေတော့လူတွေကလှုပ်တိုင်းဖြစ်တယ်လို့ထင်သွားတယ်။အဲအဲ့လိုမျိုးပေါ်သဘောတရားကတော့အဲကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်လှုပ်ထားတဲ့အလှုပ်ကိုလူတွေရှိကောင်းကောင်းပြီးနိုင်တယ်ဆိုရင်ကျွန်တော်ရဲ့စိတ်မှာဒါကျွန်တော်ကျေနပ်တယ်။အဲ့ဒါအပြင်ထပ်လာတဲ့ဟာတွေကတော့ အဖို့စုလို့ကျွန်တော်ခံစားရတယ်ဟုတ်ဟုတ်အဲ့ကြောင့်အဲ့လိုမျိုးဟိုစိတ်ထားတက်ပွားလေးရေးကြည့်ရနော်ဟိုခါလေးကျလို့ရှိရင်လေဟိုလူငယ်တော်တော်များများကြပါရှိလဲဆိုတော့ကိုတခုလောက်လိုက်တယ်အဲ့တခုကရလာအနေနဲ့ကိုကအရင်မျော်လင့်ထားပေမဲ့ဒါဖြစ်သွားတဲ့ခါကျရင်ဒါစိတ်တက်ကြတာနော် motivate မဖြစ်တော့တာပေါ့ဆက်လုပ်ဖို့အတွက်ပေါ့နော်ဆိုတော့အဲ့တော့ GCC ရဲ့အာဟိုဘယ်လိုပြောရမလဲသူတို့ကိုပြောချင်တဲ့အစကားဆိုရင်ဘာ ဘယ်လိုပြောချင်လဲပေါ့နော်ခုနကပေါ့ခုနကခုနကပြောသလိုပဲ expectation အရင်မထားနဲ့ပေါ့ဒီမှာညှော်လင့်ချက်ကြီးလေးပိုဆုံးရှုံးနေပေါ့ဒါအရာတိုင်းမှာပါပဲတည်မလားပြီးတော့အရာအလုံးကိုကျွန်တော်တို့ဒီဖျားဟောသလိုပဲမျက်စိမှပဋိပဒါပဲတည်မလားအလဲလဲလမ်းစဉ်ပဲကျွန်တော်ပြောသလိုဥမာပြောညာအလဲလဲလမ်းစဉ်ဆိုတာကျွန်တော်တို့ music နဲ့ပတ်သက်တာဖြစ်ကျွန်တော် music ထုတ်ရင်ကျွန်တော် music video လည်းရရတယ်ဆိုတော့ music video မှာဖြစ်ကျွန်တော်အာဆောင်းကောင်ငါတို့ရှိသမျှကောင်တုံးပြီးတော့ပတ်စံကုန်ခံပြီးလုပ်မယ်ဆိုတာထက်ဘယ်လိုမျိုးအော်ဘယ်လိုခေါ်မလဲ အဲချွေးကြံချီတာလို့ရမှာလေအဲ့ဒါမှကြကြသွားလို့ရမှာကိုကျွန်တော်တို့ကဒီဒီတစ်ခုမှမဖြစ်ရင်နောက်တစ်ခုနောက်တစ်ခု plan B plan C ဆိုတော့ထားမှရမှာကျွန်တော်လုပ်တယ်ရဆိုတော့အဲတစ်ခုလေးကိုပုံဩပြီးလောက်တာတဲ့စာရင်ကျွန်တော်ပြောသလိုပေါ့အဲ့လိုဖြစ်စင်သလောက်လေးကျွန်တော်နိုင်ငံနဲ့လေအဲတဟဇာတာဖြစ်မယ်တည်ရမလားအဲ့လိုမျိုးရေချင်နေသွားလို့ရမယ်လမ်းကြောင်းလေးကိုပဲရွေးနေခြင်းတယ်ဘာလို့လို့ပေါ့လေတချို့ဆိုရင်လုံးဝ ဒါဆိုဒါပဲဒီပုတ်ကလူကြိုက်မှာဒီပုတ်ကဘာဖြစ်မှာဆိုပြီးအပုံ always ရဲ့အစ်မကျွန်တော်လောင်းကစားလုပ်သလိုပဲအစ်မအများကြီး order ထည့်လိုက်လို့ရှောင်းသွားရင်ဘောပြက်သွားသလိုပဲအဲ့ဒီဘောဖြစ်ကြတာဗျာအစ်မအဲ့လိုမဟုတ်ဘဲနဲ့ဖြည်းဖြည်းမှန်မှန်လေးသွားရဲဆိုတော့ပို့အစင်ပြီးရဲအဲကျွန်တော်ဆိုလည်းအဲ့လိုပဲကျွန်တော်ရဲ့အဲဒီတခြင်းနေ music video တွေအကုန်လုံးဒီကျွန်တော်ဘယ်တော့မှအဲလူရင်းမြင်တာနဲ့အရင် surprise ဖြစ်လောက်တဲ့ဒီကျွန်တော်မလုံးနိုင်ကျွန်တော်ကိုယ်လည်းသိရဒါမဲ့ အဲဘယ်လိုဟောမလဲ level တခုမှတော့ရှိတယ်ဒါပေမဲ့အဲသားသာသာဖြစ်တယ်ဗျာအဲ့လိုကြည်ရလူနားထောင်ရလူအဲ့လိုသဘောလေးပေါ့ကျွန်တော်တဲ့အရန်ကောင်းနေတဲ့လူတွေလည်းအများကြီးရှိတယ်ကျွန်တော်တဲ့မကောင်းတဲ့လူတွေရှိတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်အလေလက်လေးပဲသွားချင်တယ်တသက်လုံးလေးဟုတ်ဟုတ်ကောင်းပါရဲ့ဟာတကယ်လို့ဟိုပါပေါ့နော်ကိုယ့်ရဲ့ဟိုဥမာခုနပြောသလိုလေ GCC ကကြတော့ဟာတချင်းနေအများကြီးအများကြီးထောက်တာကွာအဲ့လိုလည်းအများကြီးလည်းထောက်နိုင်တယ်ပေါ့အဲ့လိုထောက်နိုင်ဖို့အတွက်ကြတော့လေဟုတ် အာဘာလီရအဓိကအချက်ဖြစ်မယ်လို့ထင်တယ်။ဥမာ inspiration ရဖို့အတွက်ကိုယ်ထိုင်လိုက်တိုင်းကွာဒါရီထွက်လာဖို့အတွက်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့လေ့ကျင့်လို့ရလဲ။ဘယ်လိုလုပ်လို့ရလဲ။အဓိကတော့သရှင်းနေမျိုးလုံးနိုင်ဖို့ကအဲလောဘမကြီးဖို့အရေးကြီးရဆိုတဲ့စကားတော့အရေးကြီးဆုံးပဲ။ဘာလို့လို့လောဘကြီးနဲ့လုံးရင်တော့အနိုင်မလုံးနိုင်ဘူးလေ။ကျွန်တော်ပြောဆိုပါပြီ။သရှင်းနေမထွက်လာဘူး။အဲဥမာကျွန်တော်ဆိုရင်သရှင်းတီးနေတဲ့တစ်ခါလေးထပြီးတော့အော်ထားပါတော့ကြီးစရာဟာတာတစ်ခုခုတွေးလို့ အဲအဲ့လိုအချာကြီးထိုင်ကြည့်လိုက်တာတော့ဥမာ YouTube ကနေပြီးတော့မြန်မာကားတွေ့လို့ထိုင်ကြည့်လိုက်တာမျိုးတို့တခါလေရှင်းနားတီးနေတာပြီးရောက်ပြီးရောက်မယ်လက်ဆက်ဖြစ်နေပြီးကိုအမှုရမှုရဆိုထားတာလုပ်ပလိုက်တာဗျအဲ့လိုမျိုးအဲ့လိုငါဓာကြီးကိုပြီးုပ်ပြီးရမယ်ဆိုစိတ်ကြီးနဲ့ဆိုတာတပေါ်ပါပဲအလုပ်လုပ်တယ်အဲစိတ်ကိုပေါ်ပါထားရင်တော့ပို့ပြီးအဆင်ပြေလိမ့်မယ်တချို့ကြ serious ထားလို့တော့တချို့သရှင်နေရာလေကျွန်တော်တို့ တနေကုန်ထိုင်လည်းကောင်းချင်မှကောင်းတာအဲ့ဒီမှာတချို့သချင်းတွေက7မိနစ်55မိနစ်လည်းကောင်းရင်ကောင်းတယ်ဆိုတော့တနေကုန်ထိုင်ပြီးနိုင်ဥပြီးတော့ကျွန်တော်သချင်းတွေ quality ကညံ့သွားတဲ့ design တော့အချိန်လေးအနည်းတွင်မှာကျွန်တော်တို့ရသလောက်လုပ်မယ်နားမယ်ပြင်ပြန်လုပ်မယ်အဲကျွန်တော်နိုင်ဝက်လောက်အလုပ်တယ်ပြီးရင်7မိနစ်လောက်ကကျွန်တော်တို့ကြည့်ကျင်တဲ့ဟာလေးကြည့်မယ်နားထောင်ကျင်တဲ့ချင်းလေးနားထောင်မယ်အဲ့ဒါနားလေးပို့ပြီးတော့ ဟိုဘယ်လိုမှမလဲ quality ပုံမြင့်လာနားလည်းသိမလားအဓိကကျွန်တော်တို့ mission master နေလေလောက်တဲ့အချိန်ကြတော့ပိုရေးကြီးရဲ့နားအမြင် upgrade ဖြစ်နေမှာဥမာနိုင်ငံတကာသတင်းတွေကိုအမြင်နားထောင်နေမှာကျွန်တော်တို့နောက်ပိုင်းဆို keyboard တွေကျွန်တော်အမြင်နားထောင်တယ်ဘာလို့ကျွန်တော်တို့ကအရင်ပညာရလို့ဗျာအဒီ international ဒီ cup league ရှင်းနေတဲ့နောက်တိုင်းအစည်းအဝေးတစ်ဆိုင်ကျွန်တော် keyboard သတင်းတွေကပို့ပြီးကျွန်တော်တို့အဲဒီ mission master တို့ support တွေဖြစ်တယ်ကျွန်တော်တို့အဲ့လိုမျိုးပေါ့ပြောနေတာပြီး music ကိုလည်းဂျာနာမယူရအောင်နားထောင်အောင်မယ် ပြီးရင်အဲကျွန်တော်တို့ဟို music producer တွေကအဓိကအရေးကြီးဆုံးကတော့အဲ့လို technology နဲ့ used to ဖြစ်ရအောင်အဲထားပါတော့ကျွန်တော်ဒီ application တခုပေါ်အဲ့ဒါကိုကျွန်တော်တုံးမတုံးအောင်အခု AI တုံးမတုံးအောင်ကျွန်တော်ကအဲ့လိုမျိုးခေါင်းမနေလို့မရအောင်ငါတို့က instrumental တီးတက်လို့ပါညာအဲ့ဒါမဟုတ်ဘူးငါတို့ကခင်ဗျာညီလိုက်နေမှာပဲကျမ်းပါအဲ့ဒီမှာအဲ့လိုမျိုးပေါ့ဟုတ်အဲ့ဆိုဟိုအကြံပြုချင်တာတချင်များများနားထောင်အောင်လဲဆိုရဲအချက်လဲပါတော့ဗောနော်ပြီးတော့ခင်ဗျာညီပေါ့ခင်ဗျာကိုကြိုက်တယ်ဖြစ်စေမကြိုက်ဘူးဖြစ်စေစူးစမ်းပြီးနားထောင်ပေးရမယ်အဲ့ဒါမှာ အဲကျွန်တော်ဥမာဒီဒီပြောရမှာဆိုတော့ဥမာကျွန်တော်တို့ခက်တခက်အဲ့လို music style တစ်ခုနဲ့တစ်ခုကဟိုဟိုမတူဘူးဗျာဥမာတုံးတဲ့ color လေးဥမာ kit than လို့ snare than လို့ drum အဲ high hat than လို့အစားသူကခက်နဲ့ညီပြောင်းနေအနည်းနဲ့မြပြောင်းနေအဲ့ဒါကြီးကျွန်တော်လိုက်လေလာမှာကျွန်တော်တို့ကတုံးလိုက်တယ်ဆိုမှာ အဲ့ဟာကိုတုံးတက်တယ်ဆိုတော့မှကျွန်တော်တို့ဒီနားထောင်တဲ့ audience မှာကျွန်တော်တို့ဒီဒီဘယ်လိုခေါ်လဲရှစ်ရှစ်ပြီးရဲ့ audience ကအများကြီးပဲအဲ့ဒါတွေကလည်း all ဒီကောင် mic တယ်ဆိုတော့ခံစားချက်ပြီးမဟုတ်ဟာဒီကောင်ကြီးကရင်တော့ဟာဒီပဲတုံးတယ်ခွမ်းတယ်ဆိုတာဖြစ်တာပေါ့ဒီကလည်းအဲ့လိုမျိုးပေါ့ ဟာအဲ့တော့ဟိုဟိုဟာလေးပြောချင်လို့ပေါ့နော် JCC ကအခုဒီ music တွေအပြင်ပေါ့နော်အခုအာ music တွေလုပ်နေတဲ့အချိန်မှာအာဒီ project လေးတွေလည်းလုပ်လာတွေ့ရတယ်လေဥပမာဟိုဖွင့်ထားတဲ့ BG18 နဲ့ဖွင့်ပေါ့နော် BG18 ဆိုရင်ဒါ JCC နဲ့အမအတွဲပြီးတော့မြင်နေပေါ့နော်အမြင်ဆိုအဲ့ဒါလေးအကြောင်းလည်းနည်းနည်းတော့ပြောပြပါအောင် BG18 အကြောင်းပေါ့နော်အဲကျွန်တော်တို့အဲ့ဒါကကျွန်တော်တို့ BG18 ရဲ့အခြေကောက်ကကျွန်တော် brain gain အဲ18ပေါ့18ပေါ့18က2018ကစလို့ ကျွန်တော်2018ကစခဲ့တာဒီဟာဆိုတော့အဲ့ဒါစဖွဲ့တော့ကတော့ကျွန်တော် artist သိမရှိဘူး3-4ယောက်နဲ့စခဲ့တာအဲကျွန်တော်ရေနောက်ပြီးညီတဲ့ယောက်ရေပေါ့အဲ main founder တယောက်ကျွန်တော် art writer နောက်ပြီးနောက်အဲဒီ management partner တယောက်ပေါ့နော်အဲ့ဒါနဲ့စခဲ့ပြီးတော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်အဲ့တုန်းကစတုန်းကတည်းက music video လေးရိုက်တော့မမေရ shine music video တို့နောက်ပြီး grace ရဲ့ don't you know အခုတည်းကပေါက်နေပါသေးတယ်အဲ့ဒီ scene လေးဆိုအဲ့ဒီ scene music video ကိုကိုက try ကလုပ်ပြီးရိုက်ခဲ့ကိုကိုကလည်း edit လုပ်တယ် color နဲ့ကိုကောင်လုပ်တယ်အဲ့လိုအဲ့ kick ကပေါ့နောက်ဆိုတော့ပြောချင်တာအဲ့တုန်းကအဲ့လိုအစုအဖွဲ့လေးတစ်ခုနဲ့လုပ်မယ်ကျွန်တော်တယောက်တည်းဆိုရင်လုပ်နိုင်တယ်ဒါပေမဲ့အဲ့ဒီ management ဘိုင်းကြီးနောက်ပြီး budget ဘိုင်းကြီးမနိုင်တော့ကြောင့်ကျွန်တော်စုပြီးတော့အဲလုပ်လိုက်ရပေါ့နော်အဲ့လုပ်လိုက်ပြီးတော့ကျွန်တော်ဒီ BJ အတွင်းဆိုပြီးစဖြစ်လာတယ်ပြီးတော့မှသာအခုနောက်ပိုင်း ကိုရဲရအောင်လို့ဘောက်ဆောက်စာတို့ကပါ join ပြီးတော့ကျွန်တော်တို့ဒီအကြီးတစ်ခုဖြစ်သွားပါပြီးတော့အုပ်စုလိုက်နဲ့ကျွန်တော်တို့ဒီနိုင်ငံသားတွေရောဒီ local ရမို့ဖြော်ပြရဲ့ပေါ်လောက်လောက်ဖြစ်တာပေါ့အဓိကဟုတ်ဟုတ်မိုက်တယ် BGAD က artist တွေတော်တော်များများတာလေအဲမိုက်မိုက်တယ်ပေါ့နော်အဲ့ဒါတော့ကြာတယ်ဟိုဥမာအဲ့ဒါဆို BGAD နဲ့ဟိုပေါ့နော်အခု artist တွေကိုဘယ်လိုယူလဲသူကသူတို့ဝင်လာတာလားတကယ်လို့ဥမာ artist တွေက BGAD နဲ့ join ချင်တယ်ဆိုဘယ်လိုလုပ်လို့ရလဲပေါ့အဲ့ဒါလေတော်များမေးကြတယ်ကျွန်တော်လည်းမေးရဲ့ ဗီဒီယိုတည်းမှာဟိုကျွန်တော်ရဲ့ JCC channel ကတင်နေတယ်လို့ပါအဲ့လိုအမြဲကျွန်တော်တို့ကယူနေရတော့မဟုတ်ဘူးဒါမဲ့ကျွန်တော်တို့ကြည့်နေဗျာဒီမှာအဲ့လိုအဲအလားလားရှိရဆိုရင်တိတိတိတာအခုခေတ်ဆိုပူအောင်ဆိုတဲ့ခရီးရကိုယ်တိုင်တော့အကုန်လုံးတက်ကျွန်တော်တီးပေးကြမလို့တော့တို့ပိုင်းတီးတယ်ဆိုတော့အခုလည်းအစ်စ်တွေထည့်ဖို့ရှိရအဲ့ဒါမဲ့ပြီးကျွန်တော်တို့ target မှာကျွန်တော်တို့ဂဲဘန်တွေပါလေလောက်ဖို့ရှိရအဲ့လိုမျိုးဒီပြောမှဆိုကိုရီးယား K-pop ဘန်တွေလိုမျိုးတွေလည်းကျွန်တော်တို့လောက်ဖို့စဉ်းစားရဒါမဲ့ကျွန်တော်နိုင်ငံရဲ့ ဒီ music business နဲ့လည်းကိုက်ညီတဲ့နီလန်နီလန်တစ်ခုကိုရှာရှာပြေးအောင်ပေါ့နော်သူတို့နိုင်ငံတော့ကျွန်တော်အဆင်ပြေတော့တမျိုးပေါ့သူတို့နိုင်ငံအဆင်ပြေတော့ကြောင့်မလို့အဲဒီဘယ်လိုခေါ်မလဲလေပတ်ဖို့သူတို့နေဖို့စားဖို့အကုန်စီစဉ်ရတော့မှာဘူးအခု PJ တဲ့အခုလူငယ်တွေအခုရှိနေတဲ့လူတွေကတော့အဲကိုယ့်ဘက်ကိုလည်းရက်တင်တိုင်းကြာနေပြီဆိုတော့အဆင်ပြေတယ်ဒါပေမဲ့အစ်စ်တွေကြာတော့အစ်စ်မှာအားလုံးပြန်ပြီးတက်ကနေပြန်တိဆောက်ပြရမှာဆိုတော့လွယ်တော့မလွယ်ဘူးဆိုတော့လောက်တော့လောက်ကြည့်ကြအောင်ပေါ့ဆိုတော့အဲအဲ့လိုမျိုးပေါ့ဆိုတော့အဲ BJ တင်းအဲရွှေရတော့အဲ့လို အဲဒီနေ့ခေါင်းလေးငါရွေးရမယ်လူတွေခေါ်မယ်ဆိုအဲ့လိုလုပ်တာမဟုတ်ဘူးအဲဒီစသဖြစ်တော့ကဒီရန်ဦးကိုတော့ဘာလို့ဆိုတာကျွန်တော်နဲ့အဲကျွန်တော်စုမှာလာသွင်းနေတဲ့ကလေးတွေကလူတွေပဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေကပဲလာလာရှိတဲ့လူကိုခေါ်ဆွဲတင်ပြီးတော့လုပ်ရကြပါဘောအဓိကတော့သူတို့အတွက်အထင်းကိုလေးရှိသွားပါဘောပြီးတော့သူတို့လမ်းမမရောက်တော့ဘောဥမာအထင်းကိုမရှိတဲ့လူတွေကြဘယ်လိုဖြစ်လဲဆိုတော့ဒီအဲဘယ်လိုခေါ်မလဲဘယ်ကိစ္စမဆိုဒီ online မှာ လက်လို့ဆက်ပဲတင်လိုက်တာတို့ရှောက်ရေးလိုက်တာတို့အဲ့လိုကိစ္စရောကျွန်တော်အဖွဲ့စည်းလေးနဲ့ရှိနေတော့အထင်ကိုရှိသွားတာပေါ့အဲပြီးရင်ဒါပပွဲသွားမယ်ဆိုရင်မန်နေဂျာရှိမယ်မန်နေဂျမန့်လုပ်ပေးမယ်ပြီးရင်ဒါပတော့တချင်းထက်လာစတစ်ကင်ပေးမယ်အဲပြီးသူဝင်ဆင်းလာရင်သူဘာလို့ဝင်လဲရေလို့မလားမိုက်လို့မလားအဲအဲ့လိုမျိုးသူဘာဖြစ်နေမလဲအဲ့လိုမျိုးတွေလိုက်လို့ပြီးနိုင်တဲ့လူထည့်ပေးနိုင်သွားတော့ ာတစ်ဆိုတာအဆင်ပြေသွားပါဘောအဲ့လိုမျိုးလေးတော့အတနိုင်ဆုံးပေါ့လေကိုနိုင်ငံနဲ့အခိုင်အညီဆုံးဖြစ်အောင်တော့လှုပ်စူးစမ်းနေရတာပေါ့ဆိုတော့အဲကျွန်တော်တို့လှုပ်လာကြလာတဲ့အချိန်မှာ artist တွေကြီးပဲလုပ်နေကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲ ဒီ income နေနဲ့အရင်အစမပြေဟာပွဲဒီပါလှည့်ပြီးလောက်လောက်လာတဲ့အချိန်မျိုးရောက်လာပေါ့ဟုတ်ဟုတ်ဟိုဘိုင်းပြပြောက management ကောင်းကောင်းလည်းရှိနေတယ်ဆိုတော့ဒီ artist တွေကလည်းကိုလောက်ရမယ့်အလုပ်ကိုပဲကိုအာအယုံဆိုင်လို့ရတယ် focus လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ခွေဆိုလဲဥမာရန်ကိုခွေထွက်မယ်ဆိုလဲသူဘာမှစဉ်းစားရမလို့သူလောက်ချင်တာပဲပါဇာကပြောလိုက်ကျွန်တော်တို့ဒီ management လိုက်လုပ်ပြရပါလိမ့်ဓာတ်ပုံဖို့လိုရိုက်ချင်တယ်ဘာမျိုးစီးလို့တယ် အဲရှူရလာပြီဆိုလူပဲလာအောင်ပဲလိမ့်မဲ့ချိန်မဲ့ဒီမှာအကုန်လုံး ready ရှိနေကြဆိုတော့တို့တက်အဆင်ပြေတာပေါ့ဒီမှာပြင်ဘာလို့လို့ပေါ့လေနောက်ပိုင်းတို့ကလည်းလိမ့်မာလိမ့်မာလူတွေဆိုအဲ့လိုပတ်စံပါညာအစားတို့ရရနေဆူတာဆိုအက်ထားလိုက်တာပေါ့အဲ့လိုပြီးတော့မှကျွန်တော်ဘက်ကလည်းအုံလို့ထားပါတော့မြင်အောင်ပြောရွှေပိုက်ဝယ်ပေးထားလိုက်တယ်ပွဲရရလာရင်ဒါတို့ရှိရွေးပေါ့တို့တို့နောင်ရင်ကောင်းကျွန်တော်တို့ပြည်ရင်ရည်ရချက်က artist တွေကိုထားပါလုံးဝအဆင်မပြေ artist တွေတော့အိမ်ပိုင်ကားပါလည်းရှိတယ်ဆိုရင်ကျွန်တော်အဆင်ပြေရအဲ့လောက်ထိလုပ်ပေးခြင်းတယ် ဟိုမှာအိမ်ပိုင်ကားပိုင်ဆိုတော့လုံးညှိမဟုတ်ရင်တော့တိုက်ခန်းလေးနဲ့ ပါနဲ့တို့တို့အသက်ကြီးွားရင်တို့အမခန့်ကြတခုရှိွားစေခြင်းလေအဓိကအဲ့ဒီရွယ်ချက်ပါပဲဒီဘက်ကဒီမှာချမ်းသာဖို့လည်းမဟုတ်ဘူးတဲ့တည့်ရတိုင်းဒီလေပတ်နေရတာပဲဆိုတော့လေဟုတ်ပါမယ်ဟုတ်ဆိုတော့ဘာပဲပြောကိုကိုရဲ့ဒါကိုဝါသနာပါတဲ့ဟာနဲ့လည်းဆက်ပြီးတော့လှုပ်သွားနိုင်တယ်ပေါ့နော်ပြီးတော့ဒါအောင်ဒါအောင်လည်းပဲ sustain ဖြစ်အောင်လို့ဒါလှုပ်ပေးတဲ့သဘောပေါ့နော်ဆိုတော့ဟုတ် ပြီးတော့နောက်ထပ်တစ်ခုကကြတော့ဒါ overflow overflow ဆိုလို့ရှင်လေဒါအမတို့ concept တွေမှာဆိုပောက်တဲ့ဟိုကလူငယ်တွေကြိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော် ဆိုတော့အဲ့ဒါလဲစပြီးတော့လုပ်ခဲ့တဲ့ project လေးအကြောင်းလေးပြောပြပါဟုတ်မမရရကျွန်တော်တို့ဒါ overflow နှစ်နှစ်မြောက်ပြီးပြီပေါ့နော်အခုဒီနှစ်ဆို2025ဆိုရင်အကုန်ကန်ကြီးဆိုလောက်မှာပေါ့နော်အဲ့ဒါဆိုရင်3နှစ်မြောက်ပေါ့အဲ့တနည်းမြတ်မတိုင်ခင်3 5လလောက်မှာကျွန်တော်တို့မှတ်မရဘန်ကောက်အဟိုပါတီယမ်ပါလို့ရရိုးလောက်ကိုကျွန်တော်ကျွန်တော်နဲ့အဲ့အဲအောင်ကြောင်ဖြိုးစင်နဲ့တွားပြက်ပြီးရောကျွန်တော်အဲ့မှာစဖြစ်တာပဲ။ဟောငါတို့လဲငါတို့နိုင်ငံမှာတရအဲ့နိအဲ့ဘရိုးလောက်က3ရက်လောက်တာ ကျွန်တော်တို့၃ရက်လုံးသွားပြီးတော့အဲ့မှာအများကြီး ground မှာနေရပြီးတော့ခိုးနားရိုက်ဓာတ်ပုံတွေရိုက်ပြီးငါတို့အဲ basketball ထဲရမယ်အဲ culture ဒီငါတို့ဒီလူငယ် culture နဲ့နှီးစက်တဲ့ဟာတွေဘာလောက်ကြမလဲဆိုတဲ့ဟာမျိုးစဉ်းစားပြီးလောက်ကြမယ်ဆိုပြီးရောက်လာလောက်တာပေါ့ကျွန်တော်တို့ပထမဆုံးနှစ်မှာဆို sponsor တိတ်မရအောင်ရှုံးလဲရှုံးနေတာအမှန်တိုင်းပြောတာဆိုတော့ဒါမဲ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲ branding ကိုတိဆောက်နိုင်ရတယ်ပေါ့လေအဲအဲ့လိုပြောနောက်နှစ်မှာတော့အဆင်ပြေသွားတယ်ဆိုတော့ပြောနေတာ overflow ကိုစလုပ်တာတော့ကျွန်တော်တို့အဲကျွန်တော်အညီတယောက်နဲ့ကျွန်တော်နဲ့နှစ်ယောက် idea ဆရပြီးတော့နာမည်ကတော့ပေါင်းပြီးစဉ်းစားကြတာဗောလေနာမည်တစ်ခုစဉ်းစားရမယ်ငါတို့အဲကျွန်တော်တို့ဘာလို့ကျွန်တော်အတိတ်နမိတ်နေလဲသွားအတိတ်နမိတ်လဲကောင်းအောင်မယ် overflow ဆိုရှန်ထွက်ဆိုကျွန်တော်ဒီပွဲမှာဆိုရှန်ထွက်ဖို့အရေးကြီးဆုံးပဲလေအဲပြီးကျွန်တော် BG18 ဆိုတော့ကျွန်တော်ကြည့်ကြည့်လိုက် B နဲ့ G နဲ့ကျွန်တော်တို့ပေါင်းရင်6ပဲ18ရတယ်6ပဲကျွန်တော်အဲ့လိုနမိတ်တွေပါစဉ်းစားပြီးကျွန်တော်လုပ်ကြတာကျွန်တော်နည်းနည်းယူတယ်အဲ့လိုတိတ်နမိတ်ကျွန်တော်အခွေထွက်မှဆိုနေတခြင်းထားပါတော့ရန်ကုန်ထွက်မှဆိုမင်းဘယ်နှပုတ်တယ်မင်းတို့6ခန်းဖြစ်အောင်စဉ်းစား ကိုဘုတ်ထွက်မလားဒါမှမဟုတ်78ဘုတ်ထွက်မလားအဲ့လိုကြီးသွားကြတာကျွန်တော်အဲ့လိုတေချာစဉ်းစားလုံးဖြစ်တယ်ဆိုတော့ပြောချင်တာအတိတ်နမိတ်ပြင်အာဒီအဲဒီ overflow ဖြစ်လာလဲအဲ့လိုပဲပေါ့နော်အဲဒီနာမည်အစားကျွန်တော်စဉ်းစားကြည့်ရမှာအော်ဒီနာမည်အရင်လာတယ်ကျွန်တော်လိုချင်တဲ့ target ကို date ထည်ရဆိုပြီးတော့အဲ့နာမည်နဲ့တုံးပြီးတော့စရဲနေပြီးတော့ကျွန်တော်တို့ကဘာဝီးရဆိုလူငယ်ဝီးရဥမာကျွန်တော်တို့အဲ့ပထမဆုံးမြင်မှာဆိုရင်ကျွန်တော်တို့ဒီ basketball ထည့်တယ် နောက်ပြီးရင်အဲကျွန်တော်ဒီအကထည့်တယ်အကပြိုင်ပွဲထည့်တယ်ပြီးရင်တခြားဒီ state ပေါ်မှာတက်တဲ့လူတွေလည်းလည်းမကြည့်ပါနဲ့အရှိထွက်နေရာလုံးဝလူငယ်တွေဗျာတောင်းတောင်းဘယ်သူမှစင်မတဲ့လူတွေကျွန်တော်ဆွတ်တင်လိုက်တာအဲ့လိုမျိုးပေါ့အဲ့လိုချင်းနေကြတော့သူတို့တို့လည်းသချင်းလောက်ရတာအတည်ရမလားအဲဟိုဘယ်လိုခေါ်မလဲအဲ overflow မှာဆိုရမယ်ဆိုရစိတ်ရှိလာတော့ပို့ပြီးလှုပ်ရှင်စိတ်တွေဖြစ်လာအဲ့လိုမျိုးဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ကြတော့ဒီ industry ရဲ့မှာရှိရလို့ဖြစ်တဲ့ကြောင့်မလို့ဘယ်သူတွေကဘယ်လိုဖြစ်နေလဲ ဘယ်သူဆိုဘယ်လိုဖြစ်လာနိုင်လဲဆိုတော့မှန်လို့ရတယ်နည်းနည်းပေါ့နော်လှုပ်လာလည်းနှစ်နှစ်က10နှစ်15နှစ်လောက်ဖြစ်နေပြီဆိုတော့အဲ့ချိန်ကြီးကျွန်တော်အဲ့လိုခေါ်ခေါ်တင်ပြီးလှုပ်တဲ့ချိန်မှာလူငယ်ရပိုဟိုက်သွားပေါ့တင်ပါပထမဆုံးနှစ်မှာနှစ်ရက်လောက်လို့ဆိုပထမရက်မှာအာလူနဲ့အာလူအပြည့်မလာပဲမဲ့ဒုတိယရက်ကအရင်ပြည့်သွားပါဆိုတော့ပထမရက်ကဗီဒီယိုတွေစတိုရီတွေတက်ကြတော့ဟောငါတို့နောက်နေ့ကျသွားကြမယ်ဆိုပြီးတော့လောက်တာပေါ့ race ကတော့အရင်ယူရတယ်ပါဆိုတော့ တည့်မှာနံပါတ်ကြီးတွေအများကြီးလုံးနေပိုးရတာတစ်ခါလေပြည့်ကျင်မှာပြည့်ရဲ့အနေထားမှာကျွန်တော်ကလေးတွေကိုခေါ်တင်လိုက်တယ်ခေါ်တင်ပြီးတော့ကာချာတစ်ခုပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရတာလူငယ်မှာသူတို့သူတို့သူတို့ရဲ့အဲပါဝါရှိရဆိုတော့တည်လိုက်ရတာပေါ့ဒီမှာဆိုတော့ကျွန်တော်လူငယ်ကျွန်တော်တို့သူများပွားရင်လည်းမတူတာကျွန်တော်တို့ live app ရဲ့ဒီကဘာတော့စီထား၄တန်းရှိတယ်ဆိုအောင်၂တန်းလောက်ကလူတော်များမသိကြအောင်အဲလိုမျိုးပေါ့ဆိုနံပါတ်ရဖိုင်မှမသိအဲတချို့ artist ဆိုကျွန်တော်ကိုယ်တိုင်မသိလို့ပြန်လေးလာရတယ်လို့ပေါင်းပြီးစဉ်းစားကြအောင်လေအဲ့လိုမျိုးဖြစ်တော့ အဓိကလူငယ်တွေရဲ့အိမ်မက်တစ်ခုဖြစ်စီခြင်းနဲ့ဒီနေရာမှာငါတို့ဖြော်ပြရရင်ဒါငါတို့အတွက်အဲငါတို့ဟိုစတူဒီယိုခန်းထဲမှာခြင်းလုံနေရာထက်စာရင်ပွဲမှာဖြော်ပြရတဲ့ movement တစ်ခုပါရောက်သွားစီခြင်းတော့ စီစီကျွန်တော်လောက်တဲ့သဘောပေါ့ဟုတ်ပါဘူးဆိုတော့ဟိုကလေအမားတို့ငငယ်တော့ကကြတော့အရင်တော့ကပေါ့နော်အမားတို့လူငယ်အာဒီတိုင်းငငယ်တော့ကကြတော့ဘာရှိလဲဆိုတော့အမားတို့ပွဲရီရှိတယ်ပွဲရီဆိုအဲ့လိုရှိုးပွဲရီသွားကြည့်ရတယ်ပေါ့နော်ဟိုအများကြီးညိုလို့ပါတော့ဆိုလို့ရှင်တိုင်းမျိုးအော်ပြောစင်ကျွန်းတို့ပေါ့နော်ဟိုပွဲဆိုလို့ရှင်လူငယ်တွေအများကြီးလာကြတယ်ပေါ့နော်နောက်ပိုင်းနေကအဲ့လိုမျိုးတွေကတော်တော်ရှားသွားပြီဟိုတော်တော်နေသွားပြီပေါ့နော်အဲ့လိုမျိုးမရှိတော့တော့ဒါပေမဲ့အခုဒီ overflow ပြန်ပြီးတော့လှုပ်လာတဲ့အချိန်မှာလူငယ်တွေအများကြီးကြည့်ရောအမားတို့လည်းအော်အများကြီးပဲပေါ့နော်အာဒီကျွန်တော်လည်းမညုံတော့အဲ့လိုလာနေ ပါမယ်။ပြီးတော့အဲ့တော့ဟိုလူငယ်တွေ artist တွေကလည်းဒီလူငယ် artist တွေဒါပေမဲ့သူတို့ကလက်ရှိမှာလည်းပဲအဲသူတို့နားထောင်နေတဲ့သချင်းတွေဆိုတော့လေဟိုအဆင်ပြေတယ်အဆင်ပြေတော့ဆိုတော့အခါကျတော့မိုက်လည်းမိုက်တယ်သူရဲ့ဟို performance တွေပါနေတယ်ပေါ့နော်ဆိုတော့အာအမဟိုက flash ကိုလည်းရန်သဘောကြသူတို့နှစ်ယောက်စလုံးပေါ့နော်စပေါ်ကလေးက flash နေနဲ့လေကျွန်တော် overflow မှာပဲဆိုလို့ဖြစ်နေတာသူတို့နှစ်ယောက်ကလည်းအဲ့လို club တွေပါကြီးတိတ် အပွဲကြီးပါတိတ်မဆိုးဖြစ်တော့လीဆိုတော့ကျွန်တော်ပွဲကြီးကြမှာတင်မယ်ဆိုပြီးအဲ့မှာဆိုဆိုပြစ်တာပေါ့လीဆိုတော့အဓိကတော့လူငယ်တွေအကြည့်လို့ရတဲ့ပွဲဖြစ်အောင်ပြီးတော့အဲ state design ကိုလည်းကျွန်တော်တို့အကြည့်လို့ဆုံးတဲ့အဲ့လိုနည်းနည်းအကြည့်ရပေါ့ပါဖြစ်မယ်ပြီးတော့နောက်ပိုင်းတော့ brand တွေကတော့ဟိုပါဖြစ်တယ်အဲကြိုက်ကြရ overflow လीဆိုတော့ sponsor ပေးဖို့ကိစ္စကြီးလည်းသူတို့ညှိနှိုင်းကြပါအဲ့ဒီအချိန်မှာကျွန်တော်ကလူငယ်တွေ ရလေးဖြစ်တဲ့ branding ကိုဦးစားပြီးစဉ်းစားရတာပေါ့ဒီအဲ့လို energy trend တို့ဒီမှာအဲ့လိုတေချာလေးစဉ်းစားပြီးတော့လောက်ရတယ်ပြီး ဒီနှစ်မှာဆိုနောက်ဆုံးနှစ်မှာဆိုကျွန်တော်တို့ skate ထည့်ပြီးသားထပ်ပြီးတော့နောက်နေ့ဆိုကျွန်တော်တို့လူငယ်ရင်းနဲ့နှီးဆက်ဆုံးဖြစ်တဲ့ဟာကြီးဦးစားပြီးထည့်စဉ်းစားပြီးလုပ်မှာပေါ့လေအဲ့လိုမျိုးတော့ဟုတ်ဟိုစူးစမ်းနေဟိုဟာ overflow ကကြတော့ဒီ B ဆိုတဲ့သူတွေပေါ့နော်ဒီ overflow မှာ bar artist တွေက BG18 ရဲ့ artist တွေတော်တော်များများလဲပါတယ်အပြင်ကဟိုတခြား artist တွေလည်းပါပါပေါ့နော်ဆိုတော့အဆုံအဆုံပေါ့ overflow ကတော့လူငယ်ကြိုက်တဲ့အဆိုတွေအကုန်လုံးစုနေရဲ့နေရာပေါ့အဲ့ပြင်မှာလူငယ် upcoming တွေလည်းအဲ့လို တက်ဆိုတဲ့နေရာပေါ့အဲ့လိုဖြစ်သွားတာပေါ့ဟုတ်ဟုတ် okay အဲဆိုရင်အခုပေါ့နော်အာ music production ကိုစိတ်ဝင်စားရတယ်အာနောက်ပြီးတော့ဒီလိုမျိုး music producer ဖြစ်ချင်ကြရပေါ့ဒါပေမဲ့ဘယ်အနေဘလို့စရမလဲမသိဘူးပေါ့နော်အဲ့လိုလူမျိုးတွေအတွက်ကို JCC ရဲ့အကြံပြုချက်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆက် music production ကိုလေ့လာရင်ကျွန်တော်ပို့ဘယ်လိုခေါ်မလဲဟို ဒီရန်ကုန်မှာပဲနေဝေးရဆိုရင်တော့တော်တော်များခက်ခဲရလीနော်အဲ့လိုမျိုးကြရင်တော့ကျွန်တော်တို့ online ကလေ့လာလို့ရတယ်ပြီးရင်တော်တော်များတော့ဒီ AES မြန်မာဆိုရင်လည်းအဲ podcast စီတင်ပေးနေတယ်ပြီးရင်တချို့ tutorial ရဲ့သဘောမျိုးလေးတခြားဟို YouTube channel မြန်မာလိုပြော YouTube channel အများကြီးရှိအဲ့အနေလေ့လာလို့ရမယ်ပြီးရင်တခြားကျွန်တော်ဆိုလဲကျွန်တော်တက်နိုင်တက်နိုင်တလောက်အဲ့လိုဟိုလေး breakdown တွေခေါ်ပါဘောကျွန်တော်ပောက်တဲ့ရှင်းနေရဲ့အဲ့လိုဟာလေးပြန်လုပ်တယ်ဗောနော်ဆိုတော့အဲ့ဒါတွေကတော့လေးလာလို့အကောင်းဆုံးလို့ထင်တယ်ပြီးရင်အကောင်းဆုံးကတော့ကျွန်တော်ပြောဆိုကျွန်တော်ဆိုဂီတာဆက်နေတာကျွန်တော် instrument တခုတော့တီးတက်စေခြင်းနဲ့ကျွန်တော်ပြောချင်တာ professional လောက်ကြီးမဟုတ်ပေမဲ့လည်း basic တော့ရစေခြင်းနဲ့အဲ့ဒါမှလည်းကျွန်တော်တို့ဟိုရည်ရှိမှနေလားငါလားလှုပ်လှုပ်ရဲ့ချိန်မှာလှုပ်လို့ရမှာတည်ရမှာကျွန်တော်တို့ကျွန်တော်ဆိုအခုချိန်မှာကျွန်တော်တခြား overflow လို့နေရာကြီးမှာကျွန်တော် ဒီဘန်နေလဲလို့လို့ချိန်မှာကျွန်တော်အဆင်ပြေပါဆိုကျွန်တော်ကိုယ်တိုင်လည်းကော့တွေကြောင့်လည်းပါနားလေအနှုတ်တွေဖတ်တတ်တဲ့အဆင်တော့မဟုတ်ပါနဲ့အဲဘယ်လိုခေါမလဲကျွန်တော်နားလဲဆောင်လဲသူတို့ညွန့်ပေးလို့ရပါဘူးဥမာအကူရဲအောင်ဆိုမှဆိုရင်ကျွန်တော်တီးတဲ့အချင်းကိုဘန်နဲ့ပြန်တီးမယ်အဲ့ချိန်တည်းကျကျွန်တော်လည်းဝင်ပြီးတော့အကူရဲဂျရန်လေးရောက်ဒီလိုကြီးသွားခြင်းနဲ့အဲဒီနားလေးမှာဒီလို break မယ်အဲ့လိုမျိုးလေးကြရဲကျွန်တော်ကိုယ်တိုင်လည်းဝင်ပြောလို့ရတယ်ပေါ့နော်ဆိုပြောရင်တော့ instrument တွေအကြောင်းတော့အချမ်းမြင်တော့နားထားနားလဲထားသိမ့်မယ် drum အကြောင်းအဲ့ပြီးရင်ကျွန်တော်ဒီ guitar အကြောင်း guitar မှာမှကျွန်တော် bass base key မှာ lead ရှိမှာအဲ့ဒါလည်းနားလေနားဖို့လိုတယ်အဲ့ဒါမှာလည်းကျွန်တော် music producer လုပ်တဲ့ချိန်မှာအဲ့လွယ်ကူမှာပေါ့လေသိရမလားအဲဒီ creativity ရတော့ကျွန်တော်တို့ကလုပ်ရလို့မရဘူးအဲလေးလာလို့ရတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကိုယ်တိုင်ဘယ်လိုပါလာမှလည်းအကြီးကြီးပါလာဖို့လည်းအကြီးကြီးတယ်မပါလာရင်ကျွန်တော်တို့ကဘာလို့လို့ရဆိုတော့တခြင်းများနားထောင်အဲ့ဒါပဲကျွန်တော်အကြံပေးချင်တာတခြင်းအဆုံလာနားထောင်ကျွန်တော်တို့ကျွန်တော်ဆိုရင်အဲ့လိုတခြင်းတစ်ခုတီးပြီးဆို main frame ချပြီးလို့ now step တစ်ခုကကျွန်တော်တို့ ကြီးနေနားရရောက်ပေါ်လာလို့နှုတ်ဒီပါရရဆိုလေဆိုတော့ပြောနေတာအဲ့ဒါကြောင့်ကျွန်တော်တင်ပြလို့မရဘူးကျွန်တော်ကိုယ်တိုင်ရှိမှာအရှိဖို့တော့ကျွန်တော်ချင်းနေနားထောင်အောင်မယ်ပြီးရင်ကျွန်တော်တို့ကအဲ producer လောက်ချင်တဲ့ကြောင့်မို့သူများရဲ့တပိုးတော့ယူမရမှာယူသွပြီးတော့အဲဘယ်လိုခေါမလဲကျွန်တော်တို့ဒီတီလောင်းတကုတ်ဖွင့်လာတယ်ကျွန်တော်တို့နှုတ်တွေလိုက်ညှိကြည့်အောင်ပါလို့ဆိုတော့ကျွန်တော်လို့လို့ပဲအဆူရော်တွေကကိုကျွန်တော်ကပို့လောက်ရတယ်ဘာလို့အဆူရော်တွေကဒီရေးဖို့မဲ့လူတွေဆိုတော့ကျွန်တော်တီးဖို့နှုတ်တွေအများကြီးစဉ်းစားအဲ့ချင်းနေမှာကျွန်တော်တို့က ခေါင်းဆက်ကဝင်စီဖြစ်စေဝင်စီဖြစ်စေဒီမှာနားထဲမှာကြားတဲ့ဟာကြီးမှန်သမျှကိုကျွန်တော်တို့ထုတ်ပြီးတော့စဉ်းစားပြီးအဲ့ဒါကိုစီရတာပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ပြောနေတာကတော့အထူးအချင်းများများနားထောင်ပြီးရင်မြန်မြန်ယူတော့အောင်